ျွန်တော်တို့ဒီအင်ကာဂျိုလို့ခေါ်တဲ့မတ်စ်ဂျိုပေါ်မှာဟိုးရင်တုံးကတက်ရှိတီရှိခဲ့တာတကယ်ဖြစ်နိုင်တယ်ထင်ကြလား NASA ကလက်လက်လုံးမှာမတ်စ်ဂျိုပေါ်မှာလီယိုပတ်စပို့လို့ခေါ်တဲ့ရလိုမျိုးတဲလုံစက်လီရှာတွေ့ထားပါတယ်အဲ့ဒီစက်တွေက Mars ရဲ့ Polar Region မှာ Carbon Dioxide တက်အရေးပြောလာတဲ့အချိန်မှာဖြစ်ပေါ်လာတာပါအဲ့ဒါကြောင့်တချို့သိပ္ပံပညာရှင်တွေကဒီကမိုက်ခရိုသက်ရှိလေးတွေရဲ့ကြံရှိတဲ့ဓာတ်တွေအရာတွေဖြစ်နိုင်တယ်လို့ယူဆနေကြတာဖြစ်ပါတယ်။ နောက်ပြီးမကြသေးခင်ကမဲမတ်ပေါ်မှာရေရှိမှသာဖြစ်နိုင်တဲ့ချို့နဲ့ဆာဖိတ်တွေပါတွေ့ထားတယ်ပြီးတော့မတ်မှာ တခါတုန်းကရေစီးချောင်းတွေရေကန်တွေတကယ်ရှိခဲ့တာတတ်တည်တယ်လည်းရှိနေပြန်ပါတယ်ဒီအရာတွေကြောင့်ပဲမတ်ပေါ်မှာလွန်ခဲ့တဲ့နှစ်ပေါင်းဘီလီယံများစွာကတက်ရှိတွေနေခိုင်ခဲ့တယ်ဆိုတာဖြစ်နိုင်ခြင်းများနေပါတယ်အခုတော့ NASA ကတွေ့ရှိထားတဲ့ကြောင်းနမူနာတွေစုဆောင်းနေပြီးအဲ့ဒါကိုကဘာကိုပြန်ယူပြီးတက်ခွဲစမ်းသပ်ဖို့လုပ်နေပါတယ် သရှိဒီနဲ့ပတ်သက်ပြီးအဖြစ်တစ်ခုတော့မကြခင်မှာသိရတော့မယ်လို့ထင်ပါတယ်။တင်းတို့ကဘယ်လိုထင်ကြလဲ? mass ပေါ်မှာတကယ်ပဲသက်ရှိတယ်ရှိခဲ့တယ်ထင်လား?